အလုံးမင်းမင်္ဂလာပါဗျကျွန်တော်ကတော့ session A0 စက 08BHG ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြသွားမယ့်အကြောင်းအရာလေးကတော့ delete တုံးစကားဖြစ်ပြီးတော့မှ delete တုံးစကားတွေထဲကမှခီးနဲ့ပတ်သက်တဲ့ delete တုံးစကားလေးတွေကိုကျွန်တော်လေ့လာဖတ်ရှုထားသလောက်ဒီကိုပြပြပေးခြင်းပါတယ်အဲ့တော့အရင်ဆုံး delay သုံးစကားဆိုတာကဘာကိုပြောချင်တာလဲဒိတိယစကားနဲ့ကရောဘယ်လိုမျိုးကွာတာလဲဆိုတာလေးကိုပြပြပေးချင်ပါတယ် memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ပါတယ် comment like and share ပြုနေလဲဝင်ရပြီတောင်းဆိုပြရစီရှင်ဒလီသုံးစကားဆိုတာကတော့နေရာဒေသတွေကိုအစွဲပြုပြီးတော့သုံးတဲ့စကားမျိုးဒလီသုံးစကားလို့ခေါ်ပါတယ်။သို့တော့ဒေတီယစကားဆိုလို့ရှိရင်တော့နေရာဒေသကိုလိုက်ပြီးတော့မှ absent လို့ခေါ်တဲ့လီယိုလီတင်းကွဲပြားတာမျိုးတွေနောက်ထပ်တစ်ခုကတော့စကားသုံးနှုတ်ကွဲပြားတာမျိုးတွေပါပေါ့နော်။အဲဒါကြောင့်မို့လို့ဒီနှစ်ခုကိုကွဲပြားသိဖို့လိုအပ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ key နဲ့ပတ်သက်တဲ့ဒလီသုံးစကားလေးစီကိုကျွန်တော်တို့တောက်လိုက်ကြရအောင်နော်။ ခီးသွိုင်းကြုံရကြပါမယ်။ရောသူရဲ့ခြေပယ်လေးကခီးသွိုင်းနဲ့မျက်မျောလေးပဲကြုံတွေ့ရတဲ့အဖြစ်အပျက်မျိုးတွေ။ဒါမှမဟုတ်လို့ရှိရင်ခီးသွိုင်းနဲ့မျက်မျောလင့်ချတဲ့လူကိုတွေ့ခဲ့ရမျိုးတွေပေါ့နော်။အဲ့လိုမျိုးလေးကိုပြောချင်တာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုလို့ရှိရင်မလှကရန်ကုန်ကိုခရီးသွားရင်ကားကပြတ်သွားလို့ကြုံရကြပန်သူတငယ်ချင်းအိမ်မှာအိတ်ခဲရတယ်။ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့မလှကကြတော့သူရန်ကုန်ကိုသွားတယ်။ဆိုပြီးတော့ရန်ကုန်သွားတဲ့အချိန်မှာသူကကားကိုပေါ့နော်။အော်ဒီကားတော့အဆင်ပြေတယ်ဆိုပြီးသူကရှူသွားတယ်။ ဒါပေမဲ့လန်တဝမဟာဘောနော်သူမမျောလင့်ထားဘဲနဲ့ရုတ်တရက်ကြီးရပြတ်သွားခဲ့တယ်။အဲဒီကြောင့်မလို့သူကကြုံရကြပန်းသူတငယ်ချင်းရဲ့အိမ်မှာအိတ်ခေရတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ခရီးကျန်။ဆရာတို့အတိတ်ပဲလေးကကျန်တဲ့နယ်လို့အတိတ်ပဲမျိုးရပါတယ်။ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့တော်လန်ရေးခရီးတီခရီးလွန်ကျန်လာတယ်။ကျော်ဒီဥပမာလေးကတော့အရန်ရိုးရှင်းပါတယ်တော်လန်ရေးခီးကအရန်ကြမ်းတက်တယ်လို့ပြောချင်တာပဲဖြစ်ပါတယ်နောက်တစ်ခုကခီးတွင် သူ့ရဲ့အထိပယ်နီနဲ့ကခီးသွားရမှာတွင်ကျဲတဲ့အတော့ကိုလန်ခီးရောက်တယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင်တော့တော်လန်ရေးခီးချမ်းတော်လေခီးဒီအတော့ခီးတွင်နေသည်။ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့တော်လန်ရေးခီးကစံတန်းပင်မဲ့လေခီးကတော့အတော်လေးရောက်နေပြီလို့ပြောချင်တာပဲဖြစ်ပါတယ်။ခီးပတ် သူရဲ့အတိတ်ပဲကတော့ခီးသွားလာပြီးတော့မှပင်မနှစ်နေတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့သူလေးတနေ့ကိုအပြင်းကြီးရှောက်သွားပြီးတော့မှခီးပန်းလာတယ်။နောက်နေ့ကျတော့သူပန်းဖြားဖြားပါလိမ့်ရော။ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့သူကတနေ့ကိုအပြင်းသွားတယ်ဒါမဲ့အပြင်သွားပြီးတော့ပေါ့နော်သူပင်မနှွမ်းနှွဲ့လာခဲ့တယ်။အဲဒီတော့နောက်နေ့လဲကြတော့သူကပင်မဖြားဖြားတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ ထည့်သွားဟန်သွားသူတိတ်ပဲလေးနေနေကတော့တဆုံးတရာပြုတ်လို့ရာနေပြီးတော့မှတခြားအလုပ်တွေကိုပါအကျုံးဝင်ပြီးတော့ပြီးဆုံးတဲ့သဘောမျိုးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ဥပမာနေနေကတော့မြတ်သူရေငါတော့မန်တလေးကိုခီးသွားရင်နဲ့ခီးသွားဟန်လဲစကိုင်းပါကိုသွားခဲလိုက်တယ်ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့မြတ်သူရေငါတော့မန်တလေးကိုသွားပြီးတော့စကိုင်းကိုပါသွားခဲလိုက်တယ်လို့အတိတ်ပဲမျိုးလေးပြောချင်တာပဲဖြစ်ပါတယ် ခရီးရမဆိုင် ခရီးရောက်တယ်နဲ့ကြပြိုင်နဲ့တည်းလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ဥပမာအနေနဲ့မေလေးတီခရီးရောက်မဆိုင်ရွှေတကုံဖျားကိုတွားခဲ့သည်။ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့မေလေးဟာခရီးရောက်တာနဲ့ကြပြိုင်နဲ့တည်းပဲဒီရွှေတကုံဖျားကိုတွားခဲ့တယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ခရီးသွားတကောင်ဆောင် သူ့ရဲ့အတိတ်ပဲလေးကတော့ခရီးသွားလိမ့်ရင်လိုအပ်တဲ့ပစ္စည်းများကိုပြင်ဆင်ယူဆောင်သွားရမည်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ဥပမာလေးနည်းနည်းကတော့မိအေးရဲ့မနှက်ဖြန်ကချင်ပြည်ကိုခရီးထွက်မှာဆိုတော့ခရီးသွားတကောင်းဆောင်ဆိုတယ်လို့လိုအပ်တာတွေကိုအကုန်ထည့်ပြီးပြီလား။ဒီဥပမာလေးကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့မိအေးရေမနှက်ဖြန်ကချင်ပြူကိုသွားမှာဆိုတော့လိုအပ်တာတွေအကုန်ထည့်ပြီးပြီလားလို့ပြောချင်တာပဲဖြစ်ပါတယ်။ ဆိုတော့အားလုံးလည်းခီးနဲ့ပတ်သက်တဲ့ဓလေ့သုံးစကားလေးတွေကိုတည်သွားကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တကယ်လို့ကျွန်တော်ဘက်ကနေပြီးတော့မှစကားမာတာမျိုးတွေ၊စာမာတာမျိုးတွေရှိခဲ့လို့ရှိရင်ကျွန်တော်လိုအပ်ချက်ချောင်းသားဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့အားလုံးခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။အချိန်ပေးပြီးတော့ကြည့်ရှုပေးခဲ့တဲ့ channel တငယ်ချင်းတူတူကြောက်ချင်းစီတိုင်းကိုကျွန်တော်မှကျေးဇူးတင်ပါတယ်ဗျ။